။နော်။ဆရာမရေးတဲ့သင်ကြားမဲ့သင်ခန်းစာကတော့ Grace ညမစာရဲ့နံပါတ်6ပေါ့နော်။သင်ခန်းစာ6ပေါ့။အဲတူကတော့ဗာလဲဆိုတော့ဝတ္ထုဝတ္ထုမှာမှာတူကဝတ္ထုထိုးလို့ခေါ်တာပေါ့နော်။အဲ့တော့ဝတ္ထုလိုကတူကခေါင်းငယ်ရပါလဲဆိုရင်တရေ6တီဆိုတော့ AG ပဲနော်။ဒီကဝတ္ထုလေးပေါ့။အဲ့တော့ဝတ္ထုကိုတူကဖတ်ရအောင်မယ်၊လေ့လာရအောင်မယ်ဆိုရင်ဉာဏ်သောဝတ္ထုဆိုတာဗာလဲ။နော်ဝတ္ထုဆိုတာဗာလဲဆိုတော့ဝတ္ထုမှာဘာတွေပါလဲပေါ့နော်။ ဒီကဘုသူမှာပါပါလဲဆိုလို့ရှိရင်သူရည်ရွယ်ချက်ရှိတယ်နော်ပြီးလို့ရှိရင်ဖြစ်ပြက်ပေါ့ဇာတ်လမ်းဖြစ်ပြက်ရဲချောက်ပြီးဆိုတော့အိမ်ကြီးမှာဆိုတော့ဒါလည်းဖြစ်ပြက်လဲဆိုရင်ဖြစ်ပြက်ရှိပြီးရင်အဲ့ဒီမှာဇက်ဆောင်ရှိပြီးလို့ရှိရင်အဲ့ဒီဇာတ်လမ်းဖြစ်ပေါ်တဲ့ကာရဒေတာနောက်ခံဆိုတာရှိတယ်ဒါဘုသူဒီဘုံမှာဆိုရင်ဒီလိုမျိုးတွေချက်နေပါတယ်ရည်ရွယ်ချက်ရှိမယ်နောက်ဇာတ်လမ်းဖြစ်ပြက်ရှိမယ်ဆက်ဆောင်ရှိမယ်ပြီးရင်အဲ့ဒီဇာတ်လမ်းစတင်ဖြစ်ပေါ်လာတဲ့ကာမဒေတာနောက်ခံဆိုပြီးတော့ချက်ရှိတယ် ။နောက်တစ်ခါဒီဝိတ္ထုဘုံမှာဆိုလို့ရှိရင်တဲ့စာရေးသူရဲ့အာဘုံစာရှိတယ်။စာရေးသူရဲ့အာဘုံဆိုတာကသူပြောခြင်းနဲ့အချက်ပေါ့နော်။သူစာရေးသူကအဓိကပြောခြင်းနဲ့ရေးခြင်းနဲ့အချက်အဲ့ဒါကိုအာဘုံလို့ခေါ်တယ်။ပြီးရင်ဇာတန်ဆိုတာကသူထိတ်ကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးပေါ့နော်။စာရေးသူကသူထိတ်ကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးကိုသူကစိတ်ကူးနဲ့ပြန်ရေးတာ။နော်အဲ့လိုစိတ်ကူးနဲ့ပြန်ပြီးတော့ရေးတာကိုဇာလန်းလို့ခေါ်တာပေါ့။နောက်တစ်ခါဇက်ဆောင်ဆိုတာကတော့ဒီဇာလန်းလေးမှပါတယ် ော်ဇန်ဆောင်လေးပေါ့အဲ့မှာသူကအဓိကဇန်ဆောင်ဆိုတာရှိတယ်ရန်ဇန်ဆောင်ဆိုတာရှိတယ်အဲ့တော့အဲ့ဒီဇန်ဆောင်လေးရဲ့ပြုမှုလှုပ်ရှားမှုတွေကိုလေ့လာရင်သူ့ရဲ့စိတ်နော်သူ့ရဲ့ဟလာစိတ်တဘောတွေကိုလည်းလေ့လာလို့ရတယ်ကြည့်ပြီးလို့ရှိရင်တော့သူကကာလဒေသနောက်ခံကာလဒေသနောက်ခံဆိုတာကအဲ့ဒီဇလန်စတင်ဖြစ်ပေါ်လာတဲ့နော်အဲနေရာပေါ့နော်ကာလဆိုတာအချိန်နောက်ကာလဒေတာဆိုတာကအဲ့ဇာလန်စတင်ဖြစ်ပေါ်တဲ့နေရာနောက်တစ်ခုကနောက်ခံဆိုတာက အဲ့ဒီဇာလန်းမှာပါတဲ့ဇက်ဆောင်ပေါ့။နောက်အဲ့အဓိကဇက်ဆောင်ကသူ့ရဲ့နေထိုင်ရာပေါက်ရင်းရှိအဲ့ဒါကိုနောက်ခံလို့ခေါ်တယ်။အဲ့တော့ဝိတုဒ္ဓဘုံမှာဆိုရင်အဓိကအဲ့ဒါလေးပေါ့နော်။ဒီဝဲချက်နောက်ပြီးရင်ဆာဆာရေးဆရာအာဘုံဆိုတာရှိမယ်။ပြီးရင်ဇာလန်းဖြစ်ပြည့်ရှိမယ်။ပြီးရင်ဇက်ဆောင်ရှိမယ်။ပြီးရင်ကာလဒေသနောက်ခံ။နောက်ဒီဝိတုလေးကိုဖန်ရင်းတယ်။အဲ့ဒီအချက်ကိုကဒီလာနော်အဲ့တော့ဒီချက်ကြီးဆိုတော့အင်ဂျီယိုဆရာမကဖတ်ပြမယ်ပြောပြမယ်ဒါလို့ဒီလိုအားတော့သင်ချလိုက်နားပါမယ် မသားမဲ့ချက်ကိုမှတ်ထားနောက်မှာမိခွန်လေးနော်အဲ့တော့တရားစောက်ဒီဆိုတော့အင်ဂျီယာဘမရှိတယ်ဆိုရင်တဲ့မန္တလေးမြို့ကနေပြင်ဦးလင်ကိုသွားတဲ့မော်တော်ကားနဲ့အဲ့ဒီကားလမ်းကြီးမှာရှိတယ်တဲ့နော်ဆေးရုံအတွင်းမှာရှိရဲ့မင်းချန်ကြီးထဲမှာမနောဆေးရုံဝင်ထဲမှာရှိနေတဲ့ဆေးရုံဝင်ထဲမှာပိုင်တဲ့စောက်ကူပါလားနော်အဲ့တော့ဆေးရုံဝင်ထဲမှာဝင်းကြီးချန်ကြီးရဲ့တတိယကြားတိရှိတယ် မဆောက်တော့တစ်ဖက်တက်နော်တစ်ဖက်တက်ရင်းဖြစ်တယ်တဲ့ဆောက်အခုရှိခဲ့ is ပုံစံမျိုးလေးပေါ့နော်အဲအဲ့ဒါဟာမြန်မာရှိတယ်လေဆိုတာအဲ့ဒါသူကကာလအထီကြောင့်နော်အဲ့ဒါလေးကသူကဇလန်မဆောက်တော့ပါလာပြီသူကဒေတာဆိုရင်မန္တလေးမြို့ကနေပြည်ဦးလေးမြို့ကိုသွားတဲ့မော်တော်ကားလမ်းကားလမ်းလေးရှင်ရှိတယ်။မှန်တော့ဆေးရုံမင်းမြန်မာရှိတယ်ဝင်းချန်နေတဲ့အဲ့ဒီပေါ်တစ်ခါနေလို့ပဲเนาะဒါကတရားချောက်တယ်လို့ပြောနေကြတယ် အင်းကြီးပဲပေါ့နော်ကိစ္စကြည့်အောင်အဲ့ဒီတိုင်းမှာဘူးမမနေရဘူးနော်ဆေးရုံဘူးလည်းနှစ်ယောက်အဲ့တော့ဆေးရုံဘူးလည်းနှစ်ယောက်ကတော့တဲ့အဲ့ဒီအိမ်မှာသူကညဆောင်တယ်ပေါ့နော်ညဆောင်ဖြစ်နေအိတ်ချက်ပြီးဒါတော့ညပဲညနော်အဲ့အိတ်ချက်ပြီးဆိုရင်ညအမှအိတ်ချက်တာတဲ့နော်ဘာလို့ဆိုတော့မနက်ကြီးမှာဆိုတော့ညဆောင်ဆောင်ဖို့လေသူတို့တောင်းကြလို့ပွားတယ်ဒါပေမဲ့အဲ့ဒီညမှအိတ်ချက်နော်ဘာလို့ဆိုတော့တရေ၆လို့ဆိုပြီးတော့နော်ဒါလေးတော့မသိ ဲ့တော့သူတို့သွားပြည့်တဲ့အိတ်ကညနော်အဲ့ဒီညတဲ့ညဦးပိုင်းဆိုတာကရှေ့ပိုင်းပေါ့ဗျအဲ၈နိုင်၉နိုင်၁၀နိုင်လောက်ပြီပေါ့အဲအဲ့လောက်ကြီးရတော့တဲ့လုံးဝထူကြဘူးတဲ့အေးစစ်စစ်ပဲနော်အဲညင့်တဲ့အခါမှာတဦးတယောက်တော့သူကသူတို့အိတ်နေချင်တော့နော်လာပြီးတော့ဆွဲတော့သူလက်လုံးသွားတယ်တဲ့နော်ညလုံးလက်လုံးသွားတယ်အဲလုံးလာတဲ့အခါကျတော့ခါခေါင်းကြလဲဆိုတော့အသက်ထွက်ခံဒီလူနာပေါ့နော်အဲ့လိုအသက်ထွက်လူဆိုင်ဆိုင်ဖြစ်နေတဲ့လူနာရဲ့ညီးတာ နော်အဲ့ဒီနီးတာကိုဒီချက်ကကြားလိုက်တယ်နှစ်ယောက်လုံးကြားတယ်နီးတာနော်အဲ့လိုကြားရင်အဲ့နောက်မှာအသက်ပြင်းပြင်းရှူလိုက်တဲ့အတန်ပေါ့နော်အဲ့အဲ့ဒီအတန်ကိုလည်းသူတို့ညံကြားတယ်အဲ့လိုနှုတ်ဦးစားအဲ့ဒီထူးဆန်းတဲ့အတန်ကိုကြားရတယ်လို့အဲ့မပြောတော့ထားမကြည့်ရဲဘူးနော်ဒီနီးနေတဲ့အတန်းလူနာတက်ထွက်ခံနေလူနာနီးနေတဲ့အတန်းပြင်အသက်ပြင်းပြင်းရှူနေတဲ့အတန်းနော်အဲ့ဒီအတန်းကြီးကြားတယ်ဒါပေမဲ့သူတို့အဲ့လိုလည်းမရတော့ဘူးထွက်လည်းမကြည့်ရဲဘူးနော်အဲ့လိုပဲဖြစ်ရဲတဲ့နော် အိမ်ကြီးခုလုံးတော့သူကဲခန့်နော်ကဲခန့်နေတော့တယ်တဲ့အဲ့ဒီလိုဘယူဆိုင်နေတဲ့တွဲမှာပဲအခန်းထောင်တနေရာကနေရဲနေတဲ့မျိုးလုံးဆိုတော့နော်ညီရဲရဲပေါ့မှောင်ထဲမှာညီရဲမျိုးလုံးရောက်နော်ညီရဲရဲရဲပေါ်တာပေါ့အဲ့လိုမျိုးလုံးအဆောင်တစ်ခုကသူတို့ကိုကြည့်နေတယ်လို့မျိုးပေါ့နော်အဲ့အဲ့လိုမျိုး စိုက်ကြည့်နေတယ်လို့မြင်ရတယ်အဲ့ညလုံးမီမီရနော်မောင်လေးကနေပြောမှသူ့ကိုစိုက်ကြည့်နေတယ်ညလုံးမီမီသူဆုံးကိုသူတွေ့ရတယ်အဲ့ညလုံးဆုံးကအကြမ်းမတ်ကပျောက်သွားပြန်တယ်နော်ခဏကြာတဲ့ခါကျတော့ခါလှေကားကနေနော်ပြတော်ခိုင်ဘောရမကြီးတော့အဲ့တော့လှေကားကနေတက်လာတဲ့ခြေတိုင်းနော်ခြေတိုင်းမီမီတတကြရတယ်လေအဲ့တော့လှေကားကတက်လာပြီဆိုတော့ဒါတရေလားခိုးလားလူလားပေါ့နော်အဲ့ဟေ့ဘယ်သူလဲလို့နော်လှမ်းမိလိုက်တော့တဲ့အတန်းပိတ်သွားတယ် နော်လူလန်းနေတဲ့အတန်းလေးပါအဲ့နောက်မှာကကောင်းမိုးပေါ်နေနော်တွ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 လဲလူလန်းလျှောက်တဲ့အတန်းလေးပေါ့နော်ကောင်းမိုးဆိုတော့သွတ်မိုးထားတာပေါ့သွတ်မိုးဆိုတော့လူလန်းလျှောက်ရင်အတန်းကြီးရဲ့အဲ့လိုအတန်းမျိုးတွ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 လဲတဲ့လန်းလျှောက်တာမျိုးကိုကြားရပြန်တယ်တရားနဲ့တရားလက်တွဲပြီးတော့ဇတိနဲ့နော်ဇတိနဲ့နေနေကြစင်ပါပဲတဲ့လူတယောက်ကောင်းမိုးပေါ်ကနေပြီးတော့မှနော်လိမ့်ကြတဲ့အတန်းမျိုးအဲ့လိုအတန်းမျိုးဝုန်းတိုင်းဆိုတဲ့အတန်းကြီးကိုကြားရတယ်အဲ့တော့နှစ်ယောက်လည်း အဲ့ဒီရောအဲ့အောက်ကိုဆင်းနေရပေါ့အဲ့အောက်ကိုဆင်းနေကြတယ်နောက်ခေါင်းဘုတ်ကိုလည်းလည်းကြံပြီးနဲ့ထိုးကြည့်ရဲအဲ့ထိုးကြည့်တော့လည်းမဆိုးမမမတွေ့ရဘူးတဲ့အဲ့ကျိုးလည်းအိမ်မော်လည်းပြန်တည့်ရတော့နော်အဲ့ပြန်တည့်ရဲကြတော့ဘူးတဲ့အဲ့တော့အခုတို့ပြပြခဲ့တဲ့အဖြစ်ပြက်ကလေးမှာပရမဘုံကဘာလို့လဲဆိုတော့တို့အိမ်ပြောင်းနေစမှာအညာဘက်ကဘာမှမဖြစ်တော့သူလည်းစိတ်ချနေစာအိမ်ပြောင်းသွားတော့ပေါ့နော်အဲ့လိုချက်ကနေပြောင်းလိုက်နေစမှာတကောင်တော့ကြာတော့မှာနော်အဲ့တို့ချက်နာလို့လာဆိုင်တဲ့ချက်နောက်တစ်ချက်က သူတို့ခြေနောက်မှာဆိုတော့လက်လုံးသွားတာပေါ့နော်အဲ့လိုလက်လုံးသွားတဲ့အချိန်မှာကြီးတယ်တက်ထခံနေလူနာတရားကြီးတယ်တက်မင်းရှိတဲ့အဲ့တန်ကြီးကြားတယ်နောက်အဲ့ဒီအချိန်မှာပဲသူတို့လှမ်းကြည့်နေတယ်မှောင်ထဲကနေပြီးတော့လှမ်းကြည့်နေတယ်မျိုးလုံးကြီးကြီးဆိုတော့လေသူအဲ့လိုတွေ့ပြီးတော့ခဏလေးတော့မျိုးလုံးကြီးကပျောက်သွားတယ်နော်ပျောက်သွားတဲ့အချိန်ကျတော့တခါလှေကနေတက်လာတယ်ခြေနောက်ကိုကြားတယ်အဲ့လိုကြားတဲ့အခါကျတော့သူတို့ကဟေ့ဘယ်သူလဲလို့လမ်းမိလိုက်တော့မှခြေနောက်ပြတ်သွားတယ်ပြီးရင်အိမ်ခေါင်းဘုံကလမ်းလျှောက်တဲ့အတန်း ကလိုင်းစားတဲ့တိုင်းကြီးကြရတယ်။အဲပြီးတော့မှဒါကလူတစ်ယောက်လုံးကြတဲ့ပုံစံမျိုးပေါ့။ online ဆိုတော့ online ဆိုတဲ့တိုင်းကြီးကိုကြားလိုက်ရတယ်။သူလည်းမြင်ကြတော့အဆင်ပြေတယ်။နောက်ဆင်ပြေပြီးတော့မှဟောရကိုခေါင်းမှုပေါ့။တကယ်ပဲလူပဲပြုတ်ကြလာမှာလားပေါ့နော်။ဆိုပြီးတော့လည်းလည်းမြင်ထုတ်ကြတယ်ဘာမှမတွေ့ဘူး။သူအင်းကြီးလည်းပြန်ဝင်ရတော့ဘူး။အဲသူတွေ့ခဲ့ရတာတရေချောက်လေဆိုရင်တက်တီထောက်ထားရတယ်ပေါ့နော်။အဲလိုတွေ့ခဲ့ရတယ်တဲ့။အဲ့ဒီအချိန်မှစပြီးတော့အဲသူလည်းဖတ် နောက်ရေးလုံလာရတော့เนาะအဲ့လိုဖြစ်သွားပြီးရနော်အဲ့ဒီချိန်ကနေစပြီးတော့ပဲတရေချောက်တယ်ဆိုတဲ့နည်းရယ်ပြန်လာပါတယ်เนาะအဲ့ဒီအိမ်မှာအိတ်ဖို့မဆုထားနဲ့အိမ်ရဲ့နှူးပြောတော့ဘူးမှမကောင်းတော့ဘူးเนาะဘာလို့လဲဆိုတော့သူတို့ကသူတို့ကိုယ်တိုင်ပြေးခဲ့ရတယ်ပေါ့တရေချောက်တယ်ဆိုတော့เนาะအဲ့လိုမျိုးပြေးခဲ့ရတယ်လို့သတင်းကပြတ်သွားတဲ့ခါကျတော့အဲ့ဒီအိမ်သားကိုအိတ်ဖို့ပြောနေတဲ့ဖြတ်တာမသွားရင်ဒါတော့အမှုများเนาะ အဲ့တော့အဲ့ဒီသတင်းကိုသူကကြားလဲဆိုရင်ဆီယောင်ဝင်းတင်ရွှေကကြားတယ်အဲ့ဒါဆီယောင်ဝင်းတင်ရွှေဆိုတာဆီယောင်ဝင်းလဲဆီယောင်ဝင်းကစာရေးဆီယောင်လဲစာရေးဆီယောင်ပေါ့နော်အဲ့တော့ဆီယောင်ဝင်းတင်ရွှေကကြားတဲ့အခါကျတော့သူကတဲ့အဲ့ဆုံးနေတစေတရေရဲ့အကြောင်းလေးလာဆက်စစ်နေတယ်တို့ရတဲ့တွေ့ရမှာပေါ့နော်လက်တွေ့မှာလက်တွေ့တွေ့မှာယုံတာပေါ့နော်အဲအဲ့လိုမျိုးဆိုတော့သူကအဲစုံနေတစေတရေလေးအကြောင်းလေလေ့လာနေတာတဲ့အဲ့တော့တညကြတော့တဲ့ကိုးနာအချိန်ခန့်လောက်မှာ ကြံပြီးရွှေဟာတဲ့ဝါဒနာချင်းတူတဲ့နော်အခြားဆရာဝန်လေးရမယ်အတူအဲ့ဒီအိမ်ကြီးပေါ်ကိုတက်သွားတယ်သူလေးလာတယ်ခုနကတည်းကစောက်တဲ့နာမည်ကြီးနေတယ်အဲ့ဒါဟာတကယ်လားနော်ဟုတ်လားတကယ်မဟုတ်လားတကယ်ဟုတ်လားအဲ့ဒါကိုသိချင်လို့နော်ဆရာဝန်လေးချွေရဲ့သူ့လိုပဲဝါဒနာပြီးအခြားဆရာဝန်လေးရမယ်ရမှာခုနကတည်းကစောက်တယ်ဆိုတဲ့အိမ်ကြီးကိုအဲ့ဒါည9နာရီလောက်မှာရောက်သွားကြတယ်အေးရဒီကြောင့်လေးစင်ပေါ့နော်အေးရဒီကြောင့်လေးစင်ကိုယ်တိုင်တိတ်သွားကြတယ် အိမ်ကြီးမှာတော့မျက်စင်ကြီးကလူငယ်ကကြာပြီဆိုတော့မြည်တယ်နော်ကောင်းတော့ပါတော့မျက်စင်ကြီးကပြက်နေတယ်အဲ့တော့ဖျောင်းနိုင်ပြီးထွန်းပြီးတော့အိမ်အိမ်ရဲ့ခြေလေးကတောင်းတတ်တယ်ပေါ့နော်အိမ်ရဲ့ခြေလေးတောင်းတတ်တဲ့ခါကျတော့တဲ့အခန်းကြီးကလည်းကျဲလေးပေါ့ဟောကအိမ်ကြီးဆိုတော့ခန်းကြီးကလည်းကျဲဝင်တဲ့ခန်းကြီးဖြစ်တယ်တဲ့နော်နောက်တစ်ခါမျက်နှာချက်မှာသွန့်နဲ့ပြုတ်လောက်ထားတယ်ဖောင်းချနေတယ်ပန်းလုံလုံးနေရှိတယ်မျက်နှာချက်မှာနော်ဖောင်းချလုံလုံးနေရှိတယ်နောက်ဖျောင်းနိုင်ပြီးအောင် စိတ်မတုံ့ပြန်ဖြစ်ပေါ်ရင်လည်းမြင်နေကြရတယ်။စိတ်မတုံ့ပြန်ဆိုတာအယုတ်ကြီးရကြာလာတော့လည်းနော်။ညာဘက်ကြီးရောကြောက်စရာကြီးလိုလိုပါလိမ့်မယ်ပေါ့နော်။ဒီစိတ်မတုံ့ပြန်ဖြစ်ကြရတယ်လည်းသူမြင်လို့မြင်ရတယ်တဲ့။အဲ့တော့ဆရာဝန်တယောက်လည်းမြင်ပုံလိုက်တယ်။ပြီးတော့သတိနဲ့အိမ်အောင်ဝင်ရတယ်တဲ့။ညာဘက်ပိုင်းမှာလည်းဘာမှမထူးခြားဘူးနော်။အဲ့တော့အဲ့လိုမိကနဲ့ပျော်သွားတဲ့အချိန်မှာဆရာဝန်တင်ရွှေရတဲ့ချက်တော်မူလူတယောက်လာပြီးတော့ဆွဲတကယ်လို့ခံထားလိုက်ရပြီးတော့လန့်လို့ပါတယ်။ဘုနာဖြစ်တယ်လို့ပေါ့နော်။ညာတော်မျိုးဖြစ်လို့ပဲ လက်စုံညာဖြစ်ပြီးချနာဝလာဆွဲရတယ်เนาะချနာဝလာဆွဲရဆိုတော့မြန်လန်နေသွားတယ်ပေါ့เนาะသူ့ကိုခေါ်လိုက်တယ်လည်းပဲလို့ရတယ်တဲ့အဲ့မြန်ကောင်ကပြန်ထပြီးတော့ဒါသူကခါချက်ချင်းပဲเนาะဘယ်သူလာဆွဲလဲဆိုတော့သူကလက်တွေ့မှာဆိုတော့ဒါမြန်ရထိုးကြည့်လိုက်အဲ့တော့ထိုးကြည့်လိုက်တော့သူတို့ရဲ့ချနာဝလာဆွဲရတယ်ကတကယ်မဟုတ်ပါဘူးတဲ့เนาะလင်းဝက်ကြီးတဲ့เนาะလင်းဝက်ဆိုတာကအဲ့သူကညဘက်မှာထွက်တဲ့เนาะ那个牛尾巴呢？哎哎哎，牛尾巴呀！ လာဆွဲတာတဲ့ချက်တော့ဘယ်မှာဖြစ်လို့ဆွဲတယ်လဲကြည့်ရမောင်ထဲမှာချင်းအောင်အစာမှတ်ပြီနော်သူတို့ရဲ့အစာမှတ်ပြီမှာတဲ့လာဆွဲတာအဲအလင်းရောင်ထိုးလိုက်တော့အလင်းဝတ်ကြည့်တယ်ရနေကြဲပြန်မှကြည့်တယ်ငါတော့သူကရနေကြဲတိုင်းမှာနေကြတာဟုတ်အဲဒီလုံလုံးနေချာမှာဝင်သွားကြတယ်တဲ့ကဲဆရာဝန်နေရှင်နဲ့သူ့ရဲ့အပေါ်လေဒီအောင်မြင်တာတရားကိုကြည့်ပြီးတော့မှအထိပယ်ရှိစွာပြောင်းလိုက်ကြတယ်ဒါဆိုရင်ပထမတစ်ချက်တရားစောက်လဲဆိုပါတယ်ဆိုတော့ကျွန်တော်လာဆွဲရဆိုတဲ့အချက်ကလို့ရှင်းသွားပြီ နော်အမှန်တော့တရားမဟုတ်ဘူး။ဘာဖြစ်နေလဲဆိုရင်လင်းဝဲကြီး။ကျွန်တော်ညလည်းမှောင်ထဲမှာဆိုတော့သူအစာမှန်။စံပတ်လို့ကျွန်တော်ဟိုလောင်ဆွဲတာဆိုတော့သူတီးသွားပြန်တဲ့ချက်။နောက်သူတို့နှစ်ယောက်ကတဲ့ပြောင်းနိုင်နေထွန်းပြီးတော့ခန်းသားရုပ်လည်းအကဲခတ်တာပေါ့နော်။အဲ့လိုကဲခတ်နေတော့ခန်းတော်နေနေမှာတဲ့။ဒီနည်းရဲရဲစူးစိုက်စိုက်ကြည့်နေတဲ့မျိုးလုံးကဆို။အဲအဲ့တော့မြင်။နော်မြင်ရတယ်လေတဲ့။တယောက်သားအဲ့မျိုးလုံးစုံရှိရဲ့မျိုးလက်နေတမ်းနေထိုးပြီးတော့ချိန်လို့ပြေးသွားတယ်။ နော်အဲ့လိုအချိန်ကိုပြည့်သွားလိုက်တဲ့အခါမှာအဲ့ဒီမျိုးလုံးစုံလက်စပလုံးနော်စုံရှိတဲ့နေရာကိုရလိုက်ရတယ်ပြန်နေမှောင်ထဲမှာနော်ဘုံကလေးဆိုပြီးတော့မှာထောက်အောင်ပြီးတော့ပြေးပါတော့ကြောင်ပါဦးမတွေ့နေနော်တော့ကြောင်ကိုတွေ့လိုက်ရတယ်တဲ့အဲ့တော့ကြောင်ဒီပါရဲ့ညာဘက်အမောင်ထဲမှာသူကမြင်နိုင်သွားရှိတယ်သူကမြင်သွားမှာလေအဲအဲ့အမောင်ထဲမှာသူရဲ့မျက်လုံးကသူကတော့ကြောင်ကိုတော့ပို့ပြီးတော့ဖြစ်တာပေါ့နော်အဲ့တော့ကြောင်မျက်လုံးကမှမိမိရဲ့မျက်လုံးဆက်ဆုံးတာနော်ဆက်ဆုံးဆိုတာ အဲ့တော့အဲ့တော့ကြောင့်ကောင်ကိုတွေ့လိုက်ရတော့တင်ရောက်တာရင်းရင်းနဲ့ပြင်းချတာတယ်။ဒါဆိုရင်ခုနကတော့တွေ့ခဲ့တဲ့နည်းရဲ့မျက်လုံးဆိုတာတည်းရဲ့မျက်လုံးမဟုတ်ဘူးနော်။ဘာလဲဆိုရင်တော့ကြောင့်နော်တော့ကြောင့်မျက်လုံးဖြစ်နေတယ်။ဆက်စစ်ကတော့သူကအင်ဝင်အင်ဟောင်းကြီးပေါ့။အင်ဝင်ဟောင်းကြီးဆိုတော့ဒီမှာကြက်လေးသဘွားကြီးတက်စားတာပေါ့နော်။အဲ့လိုတက်စားတဲ့သဘွားကြီးစားတော့ဘူးလေ။တော့ကြောင့်မှောင်နေရတယ်ကြောင့်ဒီငယ်မှာရှိနေတဲ့သရဝါလေးတွေပေါ့နော်ခုနကလိုကျွတ်တူပါလို့ပေါ့ကော။အဲအဲ့ဒါလေးစောင်းဖို့အတွက်ဒီမှာချောင်းမှာနော်အဲချောင်းလေးလိုက် အဲ့ဒါသူတို့သတင်းကြားခဲ့တဲ့နီနီရဲ့မျိုးလုံးကတော့တရဲရဲ့မျိုးလုံးကိုဟုတ်ပါဘူးတဲ့တော့ကြောင့်မျိုးလုံးမှသာရှိကြောင်းလက်တွေ့သိရှိလိုက်ကြရတယ်သူကတစ်ချက်ကြည့်ပါပြီနော်ကိုကတောင်လာဆွဲရဲဆိုတော့တရေမဟုတ်ဘူးလေဝက်ကြီးရေဆွဲတာနောက်တစ်ခုကအပေါင်းထဲမှာဒီနည်းရဲ့မျက်လုံးစားတရေမျက်လုံးမဟုတ်ဘူးနာမပါလဲဆိုရင်တောချံမျက်လုံးဆိုတာကိုတွေ့ခဲ့နော်လက်ချက်တော့ရှင်းပြသွားပြီဖိခိုင်မှာတဲ့လူမမ တယောက်ကြီးညီးတယ်လို့အဲ့လိုညီးတယ်လို့ကြားလိုက်နော်တဲတဲဘဘကြားတယ်နောက်တမင်းမြင်ဖို့ထုတ်လိုက်တဲ့နော်အဲ့လိုအတန်ကိုလည်းနှစ်ယောက်လုံးကြားရတယ်တဲ့ဒါနဲ့ပဲနှစ်ယောက်ကအတန်ရှိအောင်လည်းလည်ပြီးထိုးပြီးတော့နော်ဖပြေးကြတယ်ဖပြေးသွားကြတာပေါ့နော်ဘာလဲပေါ့တည်ရင်တော့အဲ့တော့ရဲ့အတန်ကြားရခိုင်းတော့တော့မာတဲ့ဒီမှာဝယ်ဒီမှာလည်းမတွေ့ရဘူးတဲ့တည်ရင်ကိုလည်းမတွေ့ရဘူးတဲ့ခေါ်သားမိကြီးနေတာဟုတ်ရဲ့ဟုတ်တယ်ခေါ်ရင်းကြီးလို့ရှင်ကားလေးကြားရတယ်အတိတ်ဆိုင်တဲ့အချိန်ဆိုတော့လူကြီးတော့လေနော် အဲအဲ့ဒါတဲ့ခိုးသားမိကြီးနေတာတဲ့အဲ့တော့ခိုးရရင်းနေမြင်တော့လန့်ဖြတ်ပြီးတော့ဖြတ်ပြတ်တယ်ခါပြန်တော့တာပေါ့နော်အဲ့လိုနေရာသားနေရာနဲ့နောက်ရောက်ကြည့်ပြောပြုံးစားတယ်ကဲဒါဆိုရင်ကတော့လူမသက်ခတ်ခံနေလူမတရားကြီးတယ်ဆိုတာကလည်းအမှန်တော့ခိုးသားမိရဲ့နည်းတယ်နော်ကဲအဲ့တော့ကြောင်းမပွဲရတရေကိုတွေ့ရမယ်စာတဲ့ရန်တို့မမူဝိစားတဲ့နော်ခေါ်သားမိကိုလည်းသူတွေ့ကြရတယ်ဆိုတော့အချက်၃ချက်ရှင်းပြီးသွားပြီအဲ့တော့ဒေသောက်ပါလေဆိုတော့အချက်၃ချက်ကိုဆရာမတင်ရှင်တို့က ေးနေချင်တာအဲ့ဒါလက်တွေပြင်းပြန်သွားကြတယ်။အဲ့နောက်ပြင်ရှာအောင်။အဲ့ဒီအခန်းရဲ့တောင်းမှာတဲ့နှစ်ယောက်သားရှိနေစင်မှာပဲလေကားကလည်းတက်လာတဲ့ခြေတော်ကပါကြကြပြန်နေ။အဲ့တော့နှစ်ယောက်သားပြင်းပြန်ဖြတ်လိုက်စာနဲ့လက်နှင်ခံပြီးကိုပိတ်လိုက်တယ်။ပြောင်းနိုင်ရည်ကိုလည်းပုံလိုက်တယ်။ဘာလို့ဆိုတော့အလင်းအောင်ရှိရင်တခိုးတို့တရေတို့ဆိုရင်မလာတော့ဒီမှာဆိုတော့သူတို့ခေါင်းလည်းလည်းမြေလည်းပြိုက်လိုက်ရဲ့ပြောင်းနိုင်လည်းပုံလိုက်ရဲ့ပြီးတော့ဖြေးသားထိတ်မှရှိတဲ့တစ်ခါ ခြေတံမကြောင်းဒါလေးနော်ကွာရယ်နားဆက်နော်အဲ့မှာခြေတံကတော့ plan ချင်းတက်လာတယ်ခြေကောက် plan ချင်း plan ချင်းနင်းပြီးတော့တက်လာတယ်တကောက်ဟောက်ကိုရောက်လာတဲ့တကယ်နဲ့နှစ်ခုသားလက်နှိပ်တံကြီးကိုတင်းကျပ်စွာခံပြီးတော့တကောက်ကိုဖြုံးကလေးပွန်လိုက်တယ်နော်အဲ့လိုခလိုက်တော့သူတို့တွေ့ရတဲ့အရာကဘာလဲဆိုရင်တရေမဟုတ်ပါဘူးတဲ့ပင်ကိုတက်လာတယ်အဲ့ဒီပေါ်ရက်ကိုတက်လာတယ်ခွေးညီနော်ခွေးညီနော်ကတော့ကောင်းပါ့ ဘုရားမဲတရားကိုရိုက်တယ်လို့အားပေးထားတဲ့နေရာကမွားတယ်ကြီးကတိုင်ရတယ်။အဲဒါဆိုရင်နတ်ကြီးကတလာနဲ့တရားမဟုတ်ဘူး။ဘာလဲဆိုတော့ကိုင်းနေတာ။နော်။ကိုင်းနေတာဖြစ်နေတယ်တဲ့။အဲ့လိုရေမောနေစင်မှာပဲဗာမီခေါင်းမိုးဝါနေပြောမှာတဲ့။လူလိုက်ဆောက်တန်းလို့တခါကြားရပြန်နေ။ဘုံဘုံတိုင်းတိုင်းအဲ့လိုတိုင်းလိုက်ကြရတယ်တဲ့။ အဲ့ဒါလည်းဒီခေါင်းမပေါ်ဘယ်ရည်တင်ရမလဲဆိုသူတို့ရှာလိုက်တာပေါ့နော်အဲ့တော့သူတို့အိတ်တဲ့အခန်းနဲ့ကိုက်ရဲ့နံရံတစ်ခုရဲ့ကြားမှာမျက်နှာချက်ကိုတက်တဲ့ခေကားမယ်လေးကိုတွေ့ရဲ့တဲ့နော်အဲ့ဒါလည်းသူတို့နှစ်ယောက်အဲ့ဒီတိုင်းနော်ခေကားတိုင်းတက်သွားတော့မျက်နှာချက်ပေါ်ကိုပြောင်းသွားတယ်တဲ့အဲ့ဒီခါမှာခေါင်းကတန်ချက်တွေဟာတဲ့ကျူးကျူးကျွတ်ကျွတ်နီးနေတာကိုကြားကြားတယ်အမှန်တော့ခေါင်းကတက်တယ်နော်အိမ်ကကြားနေပြီဆိုတော့လေတန်ချက်တွေကနော်လည်းကျွတ်တာပေါ့နော် တန်ချက်တွေအရကြွတယ်နော်တန်ချက်တွေကရုံးကန်နေတယ်ဆိုလိုတာကတော့နေခင်ရနေဘူးတော့ဟုတ်လားစင်စစ်ကနေခင်ရနေဘူးချိန်ကသူ့တွေကပြင်းသွားဘူးပဲလေအဲ့လိုပူခဲ့တဲ့အခါသူ့တွေကအူချိန်ညောင်းနော်ပြန့်ကြွကြွနေရပေါ့အချိန်ညောင်းကြွဟောညကြတော့အေးသွားတယ်အဲ့အေးတဲ့ဆိုတော့သူ့တွေကဘာလဲဖြစ်လို့ဆိုတော့ပြန်ကြုတ်နော်ကြုတ်လာမှလားတွ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 ညီးလာပေါ့နော်အမှန်တော့သွတ်တယ်နော်နေခင်မကြတော့ဘူးတော့ကြွတယ်ညပဲကြတော့အေးတော့သူ့တွေကပြန်ကြုတ်နော် အဲ့လိုကြွနေရတယ်ပြန်ကြုတ်လာတယ်ဒါကြောင့်တန်ချက်တွေကဒီကြွကြွနေနေတာအမှန်တော့လမ်းလျှောက်တာလူလမ်းလျှောက်တဲ့တံခိုးဖြစ်တာပေါ့ကြွ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 နေတာအမှန်တော့မဟုတ်ဘူးလေအခုနပြောသလိုဒါတွတ်တရားဒီကိစ္စမှာကြွားတယ်ညာဘက်ကျတော့ပြီးတော့ပြန်ကြုတ်တယ်အဲ့ဒါကြောင့်နော်အဲ့သူတို့နေရာကလည်းလျှောက်ပြီဆိုတော့အိမ်ကြီးရဲ့ဖြစ်မှန်နေလက်တွေတည်ကြရတယ်သူတို့နေရာဒုက္ခခံပြီးတော့လိလာဆောင်ဆန်းတွေ့ရှိဝင်နောက်မှာတော့အဲ့ဒီအိမ်ကြီးမှာတရားဆောက်တဲ့လူကမပြောတော့ဘူး မှန်လည်းမဟုတ်ဘူးတရားစတယ်ဆိုတာမဟုတ်ပါဘူးဒါကိုအဲ့ဒါမဟုတ်ဘူးဆိုတဲ့အကြောင်းကိုသူတို့ကတွေ့တွေ့သွားပြီးတော့မှမစူဇန်လေးလာပြီးတော့မှဟုတ်တာတကယ်တရားကြောက်တာမဟုတ်ဘူးဆိုတာကိုလေးသိသွားတဲ့အခါကျတော့အဲ့ဒီအိမ်ကြီးတရားကြောက်တယ်ဆိုတော့နောက်ကမှမပြောတော့ဘူးတဲ့အဲ့ဒါ20ရာလုံးနောက်ပိုင်းလုံးကဆရာပင်တင်ရှိကရေးခဲ့တဲ့ YouTube လေးနော်အဲ့တော့ဒီ YouTube လေးကိုဖတ်ပြီးတဲ့အခါကျရင်ဟိုတရားကြောက်တယ်ဆိုတာ သူကလဲချောက်လို့သူများပြောရုံလာပဲလေ။အားငယ်လဲချောက်လို့ဆိုရင်အဲကိုလည်းမမြင်ရပဲလေချောက်လို့ဆိုတာယုံလာပဲ။အမှန်တော့တဲ့အဲ့လိုမျိုးမဟုတ်ခဲနဲ့ကိုကိုရန်တကယ်ဟုတ်သလားမဟုတ်သလားဆိုတာလေလာစူဇန်ကြည်နဲ့အဖြစ်မှန်ပေါ်ရပေါ့နော်။ဒီလိုလေးသင်ခန်းစာရတာပေါ့။သူများပြောတိုင်းမြုံနေပေါ့။သူများပြောတော့ယုံတော့ဒါကိုခုနှစ်ယောက်ကတွေ့ခဲ့ရတာတေချာလည်းမစုံစမ်းမနဲ့တေချောက်လို့ဆိုပြောတော့တန်းလေးကိုတော့ကတေချောက်လေလို့ပဲယုံကြည်နေကြတယ်။အဲဆရာမင်းရှင်တို့နော်ဆရာမင်းတယောက်က စူဇန်လေးလာလိုက်တဲ့အခါကျတော့ဒါမဟုတ်ဘူးဆိုတော့ပြီးသွားတာပေါ့နော်။ကြည့်တော့အချိန်ကလေးလောက်ရှင်းအောင်လား။ဒီတော့အခက်စစ်ပေါ့နော်။ကက်စစ်မှာဟိုကြောက်နေဆိုတာဘာလဲဆိုရင်တဲ့အလျားအနံကျင့်သွားတာပေါ့နော်။အလျားအနံဖြည်းဖြည်းကျင့်ကျင်သွားတာပေါ့နော်။အဲ့ဒါကိုကြောက်နေလို့ခေါ်တယ်။ဒီလိုဆိုင်လေးဆိုတော့ရေးရီပြူသည်။ဆက်စစ်တော့ဆိုတာကတော့စီစစ်သည်စူဇန်လေးလို့ခေါ်တယ်တဲ့။နည်းနည်းချက်ဆိုတာအမိုးအောက်မှာခတ်ထားတဲ့ နော်အပြင်းရပါတော့နော်ဘောမှာဘောကတက်တက်ပြင်းအပိုင်းတွေကဘူးတွေပါတယ်ခံတော့ပေါ့နော်အဲ့လိုမျိုးကာထားတဲ့အပြင်းနဲ့တော့ရုံးကန်တယ်ဆိုတာခြေလက်စသည်ဖြင့်တွန်းထိုးကန်ကြောက်လှောက်ရှားရဲလူမြောင်အောင်အားထုတ်တာကိုရုံးကန်တယ်လို့ခေါ်တယ်လိလာတယ်ဆိုတာထက်ထက်အပြင်းပြင်းကြည့်ရှုမှတ်သားတာကိုလိလာတယ်လို့ခေါ်တယ်လင်းဝက်ဆိုတာတဲ့တိတ်ကောင်းနေမှနေတယ်တဲ့ပြီးညအခါမှာကျဆရတဲ့ကလေးလို့ညအခါကျမှတော့အစာရှိဖတ်ရှာတာပေါ့နော်ဒီကိစ္စဆိုရင်အဲ့တိတ်ကောင်းနေမှနေတယ်နော် အဲအဲ့လိုမျိုးကြီးအများကြီးတမ်းမှကျစားတဲ့ခက်တွေကိုလင်းဝက်လို့ခေါ်တယ်တဲ့လင်းဆွေးလို့ခေါ်တာပေါ့နော်လင်းဆွေးလို့လင်းဝက်တယ်နောက်ခဲ့ခက်တယ်ဆိုတာတဲ့စိတ်နေသဘောထားနေအခြေအနေစသဖြင့်ကိုသိအောင်ပြည့်စုံလေ့လာတာကိုခဲ့ခက်တယ်လို့ခေါ်တယ်တဲ့အဲ့တော့ဒီဝိထုလေးမှာအဓိကအချက်တွေကဘာလဲဆိုရင်တဲ့တရားချောက်ဒီဆိုခြင်းကိုလူများကယုံကြည်ကြကြတယ်ပြရတဲ့ဆောက်လို့ပြောဘောကယုံတာပဲเนาะအဲ့လိုလူကြီးနေကြတယ်တဲ့ကိုယ်တိုင်လည်းမတွေ့ကြုံရပဲနဲ့အဆင့်စကားနဲ့ကြက်ပါတဲ့ဟုတ်တယ် ိုဘောရန်တဲ့ချောက်ခံဘူးလားဆိုတော့ဘူးမှမခံဘူးဒါပေမဲ့လဲချောက်တယ်လဲရှိတယ်ဆိုတော့အပေါ်မှာလက်ခံရတယ်နော်အဲ့လိုကိုရန်လည်းမတွေ့ကြပါဘဲနဲ့တဆင့်စကားနဲ့ကြက်တာတဲ့တဆင့်စကားကိုယုံကြည်တာထက်ကိုရန်စူးစမ်းလေ့လာခြင်းကအမှန်တရားကိုအသေးစားတွေ့နိုင်တယ်ဆိုတာဇာလန်လေးမှာဟိုကတွေ့ရတော့ဒါလေးကချက်ပြီးရင်စူးစမ်းလေ့လာတဲ့နေရာမှာလည်းဆက်လက်ကြဖြစ်ပေါ်တော့လို့နော်အဲ့တော့စူဇာလီလာရဲ့နေရာမှာဆင်းရဲလီလာရဲ့ပဲအဖြစ်မှန်ရရှိတယ်ဒါတော့အဓိကအချက်ကြီးနော် ကဲကဲကြပြီဆိုတော့အင်ကြီးရဲ့လေးတင်ခိုင်းလေးကိုလုပ်ရှင်းအောင်တဲ့သူကဆူဆူနံပါတ်1ကဆူဆူရောရောဆိုတဲ့စကားလုံးမှာတဲ့ဆူရောဆိုတဲ့မူလစကားလုံးကအကျင့်ထက်တာနော်အကျင့်ထက်ရထားတာချင်းဖြစ်တယ်တဲ့ဒါဆိုရင်အောက်မှာပေးထားတဲ့စကားလုံးလေးတွေနော်အဲ့ဒီအကျင့်ထက်စကားလုံးလေးတွေမူလစကားလုံးလေးတွေကိုဖော်ပြပေးပါတဲ့ဆိုတော့ပေးထားတာကမီမီရဲ့ဆူဆူဆိုင်ဆိုင်လုံးလုံးနိုင်နိုင်တက်တက်ကွက်ကွက်နော်အဲ့လိုလေးပေးထားတယ် အဲ့ဒါလူရင်းဆိုတော့ပေါ့နော်ငါဆိုတော့ငါလူရင်းရဲ့လူရင်းဆိုတော့ဆိုရင်လူရင်းစူးစူးဆိုင်ဆိုင်ရဲ့လူရင်းဆိုတော့ဆိုရင်စူးစပ်လူလုံးလည်းငါဆိုတော့ဆိုရင်ဒုံတိုင်းတဲတဲပပငါဆိုတော့ဆိုရင်တဲခွင်းနော်အဲ့လိုမျိုးလေးတွေပေါ့သူကမူလဆိုတော့လေးကိုပြန်ပြီးတော့ရေးပြရတော့တန်တန်ကအောက်ပါလို့ဝကြောက်ပဲပါတဲ့ဆိုတော့အကြောက်ပဲဆိုတော့ငါတကယ်ခတ်ပြီးထားတယ်နည်းနည်းချင်းများဆောင်မြူနစာလေးလာဆိုပြောပြီးထားတယ်ဆမနမူနာဖြစ်ပြီးထားတယ်နော် ခက်ခက်လဲဆိုတော့အဆောင်တူကလေးချောက်ပြီဆိုတော့အင်းကြီးကိုအခက်ခက်နေကြတယ်။ဒါမန်နေဂျာဆိုတာကတော့နော်မောင်မောင်တို့အိမ်မှာမန်နေဂျာကြီးတက်ထားတယ်ကဘူးသက်တာကြီးလို့ကောင်းပါလေတဲ့။အဲတော့ကောကတွေ့အူချိန်ခါတိုင်းမရတော့ဘူးမန်နေဂျာကခံနေပါတော့ဒါကြောင့်မလို့ကောင်းတယ်။ညဆောင်ဆိုတော့ကျွန်တော်တို့အကြောင်းနဲ့ညဆောင်တော့ဝန်ထမ်းမရှိပါတဲ့။နောက်ဒီလိုဆိုင်ကကောင်းလို့ဒီဆိုင်တော့မှနေရင်ခင်းမယ်တဲ့။နောက်လေးလာဆိုကျွန်တော်ဒီလက်မှုပညာကိုလေးလာချင်ပါတယ်လက်မှုပညာလည်းနဲ့လုပ်တဲ့ကပညာပေါ့နော်အဲ့ဒါကို ေးလာကြမှာလို့ပတ်ပြီးသားနော်နောက်တစ်ခုကဆောင်းဒီရှိလို့စူးစမ်းခဲ့တဲ့ပြဿနာရဲ့အဖြစ်ကိုတွေးမိလားတဲ့အဲ့ဒါလေးကိုဖြေပေးပါတဲ့အဲ့တော့အမှန်တော့ပရမညာဆောင်ညာသွားအဲ့တော့တွေးခဲ့ရတဲ့နော်တရေခြံတော်လာဆွဲဆိုတာပါလေအမှန်တော့တရေကခြံတော်လာဆွဲတာမဟုတ်ဘူးလင်းဝက်ကြီးကအစာမှတ်ပြီးတော့ဆွဲတာအဲ့ဒီချက်ဒါကပြည့်ရမှာပေါ့ဒါကတော့ခုနကညာဆောင်လေးထင်သွားတဲ့ထင်မြင်ချက်နော် ။အဲ့နံပါတ်၄ကဆိုရင်အသွက်တက်ထွက်လူဆယ်ဆယ်လူနိုင်ရင်ကြီးတယ်။မနာတာမဟုတ်ဘူး။ကိုသားမိရဲ့ကြီးတယ်။နော်။နောက်တစ်ခါခန်းတော်မှာရှိရင်ကြီးရဲ့ဉာဏ်လုံးအစုံ။အဲ့ဒါကလည်းဒေးဉာဏ်လုံးမဟုတ်ဘူးတဲ့။တောကြောင့်ရဲ့ဉာဏ်လုံး။နောက်တစ်ခါကလေကားကတက်လာတဲ့ခြေတယ်။အဲ့ဒါလည်းဒေးခြေတယ်မဟုတ်ဘူးတဲ့။ကလေကားပေါ်တက်လာတဲ့ကိုင်းညီနောင်ရဲ့ခြေတယ်။နောက်တစ်ခါခေါင်းဘောကလုံးနိုင်နိုင်အတန်ကြီး။အဲ့ဒါကလည်းနေနော်နေဘူးချိန်ကသူ့တွေကကြွရဲညချိန်ကျတော့အေးထက်ကြောင်ကျုပ် အဲ့ဒါကြောင့်မကြီးတာတဲ့အဲ့ဒါလည်းကျွန်တော်နော်ဘုံနိုင်နိုင်နေနေနဲ့တွတ်တွတ်တွတ်နေနေဆိုတာအဲ့ဒီတွတ်တွေကြောင့်နော်နေဒီစိန်ရောက်တွတ်တွေကြွားတယ်ညတာအေးတဲ့ကြောင့်ကျုပ်လာတဲ့အခါကျတော့ကျုပ်လည်းကြွားလိုက်ဖြစ်တော့တွတ်တွေကယုံတော့ပေါ့နော်ယုံကန်လာမှတန်းနေဒီဟာဆိုတော့မှသူကဆရာမကြီးရှင်တို့စူးစမ်းနေတဲ့ဒါဖြစ်ရမှန်းဒါကချင်းချင်းချင်းနော်အဲ့ဒါလေးကိုဆင်လွှဲပြီးတော့ဖြေပေးတာနော် ။နောက်တရားချက်ပဲဆိုတော့အိမ်ကြီးဝတ္ထုကိုတဲ့နှစ်သက်တလားတဲ့ဒီနှစ်သက်တလားတဲ့ဒီပေးပါတဲ့နှစ်သက်လဲဆိုနှစ်သက်တယ်ပေါ့နှစ်သက်ဆိုရင်နှစ်သက်ပေါ့နော်။အဲ့လိုနှစ်သက်ကြမှာပါသူကစိတ်ဝင်စားတာတောင်းတာပေါ့။အဲ့တော့တရားချက်ကြီးဆိုတော့အိမ်ကြီးဝတ္ထုကိုနှစ်သက်ပါတယ်လို့ရှင်းပြထားတယ်နော်။အဲ့တော့လူအများကတရားချောက်တယ်ကိုထင်နေတဲ့အိမ်ကြီးကိုနော်စူးစမ်းလို့စိတ်ရှိရဲ့ဆရာဝန်တင်ရွှေရဲ့သူ့ရဲ့မိစေနော်အဲ့လိုသွားရောက်တဲ့အခါမှာတွေ့ရှိလာတဲ့ပြည့်ရမှန်ဖြစ်တယ်ဟာ ်ဖြေရာအထင်နဲ့အမြင်ဝင်လိုက်နေပါလေ။အဲ့ဒါပြန်ပြောမယ်နော်။အဲ့တော့ငွေများကလဲချောင်းတယ်လို့ထင်တဲ့အိမ်ကြီးကိုလိုအပ်သွားလဲဆိုရင်စူးစမ်းလို့စိတ်ရှိတဲ့ဆရာဝန်တချို့နဲ့သူ့ရဲ့မိတ်ဆွေတွားရောက်တယ်။အဲ့လိုတွားရောက်တဲ့အခါမှာသူတို့တွေ့ရှိလာတဲ့အဖြစ်အပျက်တွေဟာတဲ့။ထင်နဲ့ထင်နဲ့အထင်နဲ့မြင်နဲ့ဟာဝင်လိုက်နေပါလေ။သူတို့ကပြောတဲ့စကားနဲ့ မိမိကိုယ်တိုင်လက်တွေ့ကြကြမစူးစမ်းမဲနဲ့မယုံနဲ့ညာအရာရာကိုလက်တွေ့ကြကြလေးလာစူးစမ်းသုံးသပ်ဆင်ခြင်ပြီးမှယုံကြည်လက်ခံရမည်ဖြစ်ကြောင်းသိရှိရတယ်တဲ့။ဒါကြောင့်မို့လို့လေဒီလက်တွေ့လည်းနဲ့တက်တာ။အဓိကတော့ဘာလဲဆိုရင်ဖြင်းတော့ဖြစ်လာရဲ့ဖြင်းဟာတော့တကယ်သူတို့ထင်တဲ့အထင်နဲ့တကယ်တွေ့ရတဲ့လက်တွေ့ဖြစ်ပြက်ကပွဲဝင်နေတယ်။နော်အဲ့တော့ဆိုလိုတာကဘာလဲဆိုရင်သူများပြောတဲ့စကားကို မယုံမဲနဲ့ပေါ်ပါကလက်တွေ့ကြကြစူဇန်မနော်စူဇန်ဒီကစူဇန်ဆင်ញင်ပြီးယုံကြည်လက်ခံရမယ်ဆိုတဲ့အကြောင်းလေးကိုလေ့လာသိရှိရတယ်။အကြောင်းလို့လည်းဒီ YouTube လေးကိုမျက်တက်တယ်ဆိုပြီးတော့အလုပ်လုပ်နေဖြစ်နေတာနော်။ကဲနမငါတော့အဲ့ဒီကြောက်လေဆိုတော့အင်းကြီးဝိထုမှာပါဝင်တဲ့နောက်ဇက်ဆောင်တဲ့ကာလဒေတာနောက်ခံငွေချင်းနေဆွေးနေအဲ့ဒါဆမအင်းစာလေးပေးတာဒါပေမဲ့လမ်းကြောင်းလေးပေးပေးမယ်ဘယ်လိုဖြစ်ရမလဲဆိုတော့အဲ့တော့အဲ့ဒီဝိထုမှာပါဝင်တဲ့ဇက်ဆောင် ဇက်ဆောင်နေရာမျိုးဖြစ်မယ်။ဇက်ဆောင်ဆိုရင်ပရမအောင်ဇက်ဆောင်လို့ညဇောင်းမရပါဘူး။ဒါကတော့အရင်ဇက်ဆောင်ပေါ့နော်။ပြီးလို့ချင်းအဓိကဇက်ဆောင်ကတော့ဆရာဝန်တူရှင်နဲ့သူရဲ့စိတ်တူဘုရားနော်ဝါသနာတူတဲ့တငယ်ချင်းဆရာဝန်တဲ့ဒါတို့ရဲ့ဇက်ဆောင်ပေါ့နော်။နောက်တစ်ခါဇက်ဆောင်ပြီးရင်ကာလဒီလာနောက်ခံကာလနော်အဲ့ဖြစ်ပြတဲ့အချိန်ကာလကိုပြောတာဖြစ်ပြတဲ့အချိန်ကာလကတော့ကာလကိုမရေးထားဘူးဒါပေမဲ့ကနော်စာရဲ့နော်ဒီ ကျောင်းလာရဲ့အောက်မှာဆိုတော့ဗနေယာမှုဆိုတာရေးထားတယ်လေ20ရာခုနောင်မှာနော်20ရာခုနောင်မှာလောက်အပွား20ရာခုအဲ့တော့20ရာခုနောင်မှာဆိုတော့20ရာခုနောင်မှာလောက်ပါပေါ့နောင်မှာဆိုတော့ကိကုံမှာ20နော်20ရာခုကုံမှာကြီးလို့ပြောတာပေါ့အဲ20ရာခုကုံမှာကြီးလောက်ပါဖြစ်ခဲ့တဲ့ဖြစ်ပြက်ကလေးပေါ့နော်အဲ့ဒီဖြစ်ပြက်ကလေးကတခါနော်ဂေဒအတာပြင်ရလဲတူပြောထားတယ်ဒီမန္တလေးကနေမြို့ကိုသွားတဲ့ကာလန်ဘေးမှာရှိတဲ့တစ်ခါတည်းနော်အဲ့ဒါကတော့ ူတာပေါ့နောက်ခံနောက်ခံဆိုတာကတော့အဲ့ဒီအိမ်ကြီးကပတ်ဝန်းကျင်ပေါ့အိမ်ကြီးရဲ့ပတ်ဝန်းကျင်ကတော့အဓိကစေဝင်ထဲမှာရှိတယ်နော်တစ်ခါတိုင်ကြီးချောင်းဝင်းကျင်းထဲမှာရှိတယ်တစ်ခါတိုင်ကြီးတော့အဲ့ဒါကတော့ကာလဒီကနောက်ခံပြောတာပေါ့နော်အဲ့တော့ဝတ္ထုကိုဖတ်ပြီးဆံမကုနာပြောခဲ့တယ်ဝတ္ထုကမှာပါဝင်ရမှာကအဓိကကရွယ်ချက်ရှိမယ်ဇာလန်းရှိဇာလန်းဆိုတာကစာရေးစရာနော်ဥမာပြောပါဟောဇာလန်းရွယ်ချက်ပေါ့ရွယ်ချက်ဆိုရင်ကစာရေးစရာသူ့ရဲ့အာမောစာရှိတယ် ဆိုင်ဆရာသူပြောခြင်းနဲ့အာဘောနော်သူပြောခြင်းနဲ့အာဘောတွေကိုပေါ်ပြသူပြောခြင်းနဲ့သူရေးခြင်းနဲ့အာဘောတွေကိုပေါ်ပြမယ်ပြီးလို့ချင်းတကယ်သူဖြစ်ခဲ့ရတဲ့ဖြစ်တယ်ဒီလိုအခုဆိုဆရာဝန်ကြီးရွှေရွှေကလည်းဖြစ်ခဲ့ရတဲ့ဖြစ်တယ်တွေ့ကြုံခဲ့ရတဲ့ဖြစ်တယ်သူကစိတ်ကူးနဲ့ပြန်ပြီးတော့ဇာတ်လမ်းရေးရတာဒါအားဇာတ်လမ်းပေါ့ပြီးရင်အဲ့ဒီမှာပါရဇာတ်ဆောင်ရဇာတ်ဆောင်ပေါ့နော်ဉာဏ်ဇာတ်ဆောင်ရှိမယ်ပြီးရင်ဒီကဇာတ်ဆောင်ရှိမယ်ဟုတ်လားအဲအဲ့လိုမျိုးလေးကိုတအားလို့ပြောနေတာဒါဖတ်ဖတ်ပြီးတော့သူမေးတဲ့မိန်းကုံကိုအဲလိုဇာတ်ဆောင်ရဘူးလေ နာမည်ကလာဒီကနောက်ခံစားစမနာပြောလို့ပေါ့ဆရာကနာမယောကဖြစ်တာနေရာကတော့မန္တလေးကနေပြီးနေမျိုးကိုသွားတဲ့လမ်းအာလမ်းလေးမှာရှိတဲ့အိမ်ကြီးနော်နောက်ခံဆိုရင်တော့သူကအဲ့ဒါကဘယ်နေရာမှာရှိရလဲဆိုရင်ဆေးရုံဝင်ရမှာရှိတယ်တစ်ခါတိုက်ပြီးပေါ့နော်ဝင်းညိုင်ရင်းမှာရှိတယ်တစ်ခါတိုက်ပြီးဒါရီကကလာဒီကနောက်ခံလို့ပြောတာအဲ့ဒါငွေကြေးနဲ့ဆွေးနွေးပြီးတော့ဒါတို့မျိုးကဟိုအင်းစားလုပ်ပေးရနော်အဲ့ဟိုကလည်း flexibility လေးလည်းချက်ခံပေး နော်စတိကျရမယ်ဒါမှမဟုတ်ဒီလိုမသိတဲ့သဘောနဲ့ပဲဒီနော်ဒီချိန်ကလေးထားပြီးကြပါအောင်